တချို့ကပြောတယ်ရောင်းသူဝယ်သူကျေနဲ့ရင်ပြီးတာပဲဘာဒီဈားတွေကနေလူတွေကဈားတွေကနေလာပြီးတော့မှရှာဝင်ရှည်နေတယ်လဲလို့ဒီလိုပြောတယ်မှန်တယ်ရောင်းသူဝယ်သူကျေနဲ့ရင်ပြီးတာပဲပါစရာမလိုဘူးတူးချင်းတယောက်ချင်းဘာမှဖြစ်စရာမလိုဘူးဒါပေမဲ့အများနဲ့ရှင်လာတဲ့ဆိုတဲ့အခြေအနေမှာရောင်းသူဝယ်သူဆိုတဲ့နေရာမှာဝယ်သူဟာတိလို့ခံရတဲ့သူရှိတယ်မတိဘဲနဲ့ခံရတဲ့သူရှိတယ်မတိလို့မလို့မှခံလိုက်ရတာ ။ तू တင့်ရင် तू မခံရဘူး။မတိလို့မလို့မာသူ့ရဲ့ချွင်းနှဲစာလေးတွေနစ်နာသွားတာ။ तू တင့်ရင် तू မနစ်နာဘူး။အဲ့ဒီအတွက်ကြောင့်မလို့မတိရင်လို့မဖြစ်ရလေအောင်လို့မလို့မာဒါအတိအမြင်ကိုဖွင့်ပေးတဲ့အနေနဲ့ဝိုင်းဝန်းပြီးတော့မှပြောကြတာ။အဲ့ဒါကိုမှကျေနပ်လို့ခံကျင်တာတော့ကိုယ့်ရဲ့သဘောပေါ့။ဟုတ်တယ်လား။ကိုယ့်ရဲ့သဘောလေ။အဲ့ဒါမှတော့တိတိရင်နဲ့ခံနေဆိုတာကတော့ကိုယ့်ရဲ့သဘောပေါ့။မတိလို့မှ မခံလိုက်ရဟဲ့ကျမလေးမတိလို့ခံလိုက်ရတာတိလားကျမအဲ့လိုမှမတိလိုက်ဘူးကျမအဲ့လိုမှသူရင်ဘယ်လို့ပါမလဲကျမနားမလည်လိုက်လို့အဲ့လိုလူမျိုးတွေမရှိရလားအောင်လို့ကျမတို့တွေကတက်ဆိုင်ရနေပယ်အတီးတီးလိုက်အလိုက် ကျမဆိုရွှေယေဒနာနဲ့ပတ်သက်တယ်ဆိုကျမဆိုယေဒနာလောကနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆိုယေဒနာနဲ့ပတ်သက်တာတွေမတိလိုက်လို့ခံလိုက်ရတာမျိုးမဖြစ်ရအောင်လို့မလို့အမားအမှန်အဆိုးအကောင်အကျိုးအကြောင်းနေအာနေချက်တွေအာသာချက်တွေနော်ဟာဘယ်လိုမျိုးတွစ်ဆန်တမ်းနေဆိုတာအမြဲတမ်းရှင်းပြတာအော်ဒါဆိုရင်ကျမအောင်နားထောင်နေသူတွေယေဒနာနဲ့ပတ်သက်လို့မလို့မှာအကိုစင်ကျင်နိုင်သွားတယ်ဘဟုတုတရသွားတယ်တိသွားတယ်ဒီလိုပဲသက်ဆိုင်ရာနေပေရသူတွေကဒါကြောင့်မလို့ပြောပြကြတာကိုထမင်းကိုစားပြီးတော့မှာ မနာလိုလို့ကိုင်းကန်ရှင်ပုံကိုကိုမနာလိုလို့တိုက်ခိုက်တာတို့ဆိုတဲ့ဟာမျိုးတွေမဟုတ်ပါဘူးကိုကိစ္စကိုကျမဆိုမြင်နေပြောပြတယ်နော်ယေဒနာနဲ့ပတ်သက်တဲ့အကြောင်းတွေဆိုဒီလိုမျိုးတွေဆိုရင်ဒါမှားယွင်းနေဒီလိုမျိုးဆိုရင်မှန်နေဒီလိုမျိုးဆိုရင်ဒါမကောင်းဘူးဒါဆိုရင်ကောင်းနေဒါဆိုရင်ဂျင်းထဲတာဒါဆိုရင်တော့ဆောင်ရှောင်ဂျင်းရမယ်ဟာဒီလိုဆိုရင်တော့ဒါဘလို့ဘလို့စစ်ရတယ်ဘလို့စင်းရတယ်ဒါတွေပြောပြတာဒီအဲ့အလုံးလုံးနေတဲ့သူတွေကိုတိုက်ခိုက်တာလားမဟုတ်ပါဘူးကျမကိုယ်တိုင်နဲ့ဒီလောကထဲမှာအလုံးလုံးနေရပဲလေ နော် we want to wear the transparency ဖြစ်စေချင်တာရှင်းရှင်းလင်းလင်းနဲ့ဒါတော့ဒီလိုရှိတယ်ကျိနေရင်ဝယ်ကျိနေရင်ဝယ်မကျိနေရင်မဝယ်နဲ့မကျိရင်မဝယ်နဲ့ကျမကိုကြောက်တပွင့်ဝယ်မယ်လို့ပြောတယ်နီလာတပွင့်30000တန်းနီလာတပွင့်ကျမစီအောင်ဝယ်မယ်ဆိုပါစို့မမတင်းအနာကင်းသလားလို့ကျမအောင်မင်းကျမဘလို့ပြန်ဖြေမယ်လို့ထင်တယ်90000တန်းဒီ90000နဲ့တန်တဲ့လောက်ပဲရမယ် ဒေါ်လာမီလီယံနဲ့ချီတဲ့တဘာဝဗဒများတပွင့်အောင်အနာမရှင်းမှုအဲ့ဒီတော့သိန်း90တန်းကိုအနာရှင်းမှုမမျော်လင့်နဲ့ဒါပေမဲ့ပါတဲ့အနာသည်လွတ်ပြင်းရလောက်အောင်ယဒနာတန်းဝင်မဟုတ်မဖြစ်ရလောက်အောင်တော့မဟုတ်ဘူးလက်ခံလို့ရတယ်ဝင်လို့ရတယ်ဒီယဒနာနဲ့ဒီအစင်တန်းမှာဒီပေးရတဲ့ဈေးနဲ့ဒီပါနေတဲ့ဟာနဲ့သည်တန်တယ်လို့ပြောလို့ရတဲ့ပစ္စည်းမျိုးတော့ဖြစ်တယ်ဒါကြောင့်လက်ခံလို့ရတယ်ကျွန်မဒီလိုပဲဖြေမှာ ဟာရှင်းရောင်းကျင်လုံးဟာကျင်းပြီးတော့မှဧည့်တွေအကြိုက်ဟာအနာရှင်းနဲ့အနာမပါဘူးကောင်းတယ်ယူကြိုက်တယ်ယူဆိုကျမောင်ပညာရှင်တွေကရီမာပေါ့ငပိုးဖြစ်သွားမှာပေါ့ natural ကြောက်တိုင်းဟာအနာရှင်းနဲ့ရေလို့မှမရှိတာတဘာဝအတိုင်းဖြစ်တည်လာတဲ့ကြောက်တယ်မှာတဘာဝရဲ့ inclusion တွေအကုန်လုံးပါနေတာကိုကျမရောင်းကျင်လုံးအားကြီးပြီးတော့မှဂျင်းသိပ်ပြီးတော့မှအနာရှင်းနဲ့အနာမပါဘူးဝဲယူဆိုရင်နားမလဲတဲ့သူကတော့ကျေနပ်ပြီးယူသွားမှာပေါ့ ကျမောင်နားလေတဲ့သူတွေကကျမောင်ဘာပြောမလဲဟာဒီမိမချင်းဒီမိမကြည်စန်းနားလေတဲ့သူတွေကိုညှက်ချနေတာဒီမိမကြည်စန်းအဲ့ဒါကိုရှက်တာအဲ့ဒါမျိုးကိုရှက်တာကျမတို့ကသူတော်ကောင်းကဲ့ရဲ့မှာပညာရှင်ကဲ့ရဲ့မှာကိုရှက်တာဒါကြောင့်မလို့အမြင်နဲ့အားနည်းချက်အားသာချက်ကိုအမြင်နဲ့ရှင်းပြတာ transparency ဖြစ်ဖြစ်အလုံးလုံးစေချင်တာအခုဒီခေတ်မှာအလိုမဟုတ်ဘူးเนาะဧည့်သည်အကြအရန်လေတွေကောင်းတယ်တော်ကီတွေအရန်ကောင်းတာတော်ကီတွေတော်ကီတွေအရန်ကောင်းတာအရန်ချိုနေပြီအရန်သဘောကောင်းနေပြီအရန်အနစ်နာခံနေပြီအရန်ကိုအလကားတွေပေးနေတယ်လို့ကိုပေးနေပြီဆိုသတိထားဘယ်သူမှမပေးဘူးစီးပွားဖြစ်စံလို့အလုံးလုံးနေတာ तू ဘာလုပ်နေရလဲလို့စဉ်းစားကြည့် तू စီးပွားရေးလုပ်နေတာစီးပွားရေးလုပ်နေတဲ့သူတယောက်ကပန်းနိုင်ရပါလေစီးပွားဥစ္စာတိုးတက်ဖို့အကျိုးစီးပွားဖြစ်ထွန်းဖို့အလုံးလုံးတာလေ ဘယ်သူကမှအလှူပေးပြီးတော့မှလောက်အောင်ဝေတန်နေရလားဗဒီသဘင်ပေါက်နေလို့လားအိမ်အောက်ထဲမှာရွှေတွင်းနေငွေတွင်းနေစိတ်တွင်းနေရှိနေလို့လားဟုတ်လားဒါဆိုစီးပွားဖြစ်စဉ်လို့အလုပ်လုပ်တာဆိုအနေနဲ့အများနဲ့ဒီပေါ်မှာအမျက်ရှိရမယ်လေအမျက်ရှိစဉ်လို့အလုပ်လုပ်တာအဲ့ဒါကိုအမျက်ရှိစဉ်လို့အမျက်လေးယူသေးတယ်အရှုံးခံပြီးပေးတယ်လို့လည်းအပြုံးခံသေးတယ်ဆိုတာရှင်တို့မလုံအဲ့လိုစကားမျိုးကိုကြိုက်တာအဲ့တော့အညာရေဆိုတာလိန်နေဆိုတာလဲအဲ့ညာတာလိန်တာကိုကြိုက်တဲ့လူတန်းစားမလို့ ဘသူမှရှုံးခံပြီးမပေးဘူးအဲ့ဒါကိုမှတ်ထားအမြင်နဲ့ဘေးစည်းဝါးရေးသမားကမှရှုံးခံပြီးမပေးဘူးမှတ်ထားစည်းဝါးရေးသမားတိုင်းဟာအကျိုးအမြတ်လိုချင်လို့အလုံးလုံးနေကြတာလမ်းပြီးကစိုးရက်တယ်လေအကျိုးအမြတ်လိုချင်လို့အလုံးလုံးတာစိန်ရောက်နေသူလည်းအကျိုးအမြတ်လိုချင်တယ်ကားရောက်နေသူလည်းအကျိုးအမြတ်လိုချင်တယ်တခါအင်ဂျင်ဝတ်ထဲရောင်းတဲ့သူတွေလည်းအကျိုးအမြတ်လိုချင်လို့အပင်ပန်းခံပြီးတော့မှအချိန်နှင်းငွေနှင်းเนาะအပင်ပန်းခံပြီးတော့မှအလုံးလုံးကြတာလေ ဘယ်သူကမှအရှုံးမခံဘူးအရှုံးခံမယ်ဆိုဒီလုပ်ငန်းတွေထီထောင်နေစရာမလိုဘူးကိုပတ်ဆက်ကိုကင်ထားရင်တော့မရှုံးတော့ဘူးဒါကိုသိအဲ့တော့လေလိန်နေဆိုတာအလိန်ခံခြင်းနဲ့လူဒန်းစားအဲ့ဒီလိုစကလုံးတွေကိုကြိုက်တဲ့လူဒန်းစားတွေအတွက်အဲ့လိုစကလုံးတွေပေါ်လာပြီးအဲ့လိုလူတွေအလုပ်ဖြစ်တာပဲအတိနဲ့တတိနဲ့စင်ကျင်ဘယ်သူရဲ့ဘယ်သူရဲ့ကိုရည်ညွှန်းတာမဟုတ်ဘူးအတိနဲ့တတိနဲ့စင်ကျင်တတ်ကြဖို့ပြောတာအတွေးခေါ်တွေအစင်မြင့်စမ်းမှာ ခဏလေးပဲသူများပါဇက်ဖျားပေါ်မှာချနဲ့ပြောင်းရင်နဲ့ဝမ်းချလိုက်တာကိုပဲမလုပ်နဲ့တဆုံးတီစဉ်းစားကြည့်လိုက်နော်တဆုံးတီစဉ်းစားကြည့်လိုက်ဒီပြောတဲ့စကားလေးပေါ်မှာပဲမตายရသွားနဲ့အဖြေထုတ်အဖြေထုတ်ကြည့်ကြည့်လိုက်ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားအဲ့ဒါဆိုရင်အလင်ခံရတဲ့ဘေးတွေကနေလွတ်သွားလိမ့်မယ် အလင်ခံရတယ်အလင်ခံရတယ်ဆိုတော့ကိစ္စတွေကကျမအမြဲတမ်းပြောတယ်တတိယအောင်ဆောင်ပြီးပဲလိန်နေသံတောင်းစားကမလိန်ဘူးလို့ကျမအမြဲတမ်းပြောတယ်အဲ့လိုတိဆောက်ပြီး image ကိုတိဆောက်ပြီးတော့ပဲလိန်နေသူကသူလိန်နေဆိုတော့သူကလင်အရှင်းကနေရုပ်ပြတဲ့သူကရုပ်ပြတယ်အောက်ကနေပြင့်ပြီးတော့မှလော်တဲ့သူကလော်တယ်ဟာဥပမာပေါ့ post တစ်ခုတင်လိုက်မယ် ဟာဇင်းရောင်း post တစ်ခုတင်လိုက်မယ်အောက်ကနေပြီး account ထူပေါင်းများစွာနဲ့သူ့လူတွေအကုန်လုံးကတန်ပါတယ်ကောင်းပါတယ်ဟာယုံကြည်ရပါတယ်ကျမတို့အာ group တွေထဲမှာဆိုရှိတယ်ငွေလဲတဲ့ group တွေထဲမှာ America group တွေထဲမှာဆိုရှိတယ်ငွေလဲခြင်းလို့အာငွေလေးလွှဲခြင်းလို့ငွေလဲခြင်းလို့ဘသူစိတ်ချရလဲဆိုသူစိတ်ချရတယ်မေးတဲ့သူကလည်းသူပဲမေးတာနော်သူတို့ပဲမေးတာအဲ့တော့အောက်ကဖြည့်ပေးတဲ့သူတွေကသူနဲ့လင်းတာစိတ်ချရတယ်သူနဲ့လင်းတာစိတ်ချရတယ်သူနဲ့လင်းတာစိတ်ချရတယ်ဆိုအဲ့လူတယောက်တည်းကိုပဲပြုံပြီးတော့မှ recommend ပေးတယ်အဲ့တော့ တခါလေးဖတ်တဲ့သူတွေကလေယုံပြီးတော့မှအော်ဒီမှာတက်မေးတဲ့သူဒီမှာဖြည့်တဲ့သူတွေသူ့ကိုပဲဝိုင်းဖြည့်ရတော့သွားလင်းလိုက်လင်းကိုငွေထည့်ပြီးတာနဲ့ဘလော့ပြီးပြေးပြီးအဲ့လိုအုံစုနဲ့ဖွဲ့ပြီးတော့မှရုပ်ပြရင်တိဆောက်တယ်လော်ပေးတယ်အဲ့မှာလူတွေကအော်တယောက်တည်းမဟုတ်ဘူးနှစ်ယောက်တည်းမဟုတ်ဘူးအများပဲလေဆိုပြီးတော့မှယုံနေပါတာပဲတတိထားအဲ့ဒါကိုပြောပြတာ နော်အဲ့ဒါကိုပြောပြတာအမြင်နဲ့အချိုးချောင်မလိုက်နဲ့မှန်ကန်မှုကိုရှာစစ်မှန်မှုကိုရှာနော်မှန်ကန်တဲ့နေရာစစ်မှန်တဲ့နေရာညာလင်ဘယ်သူမှမချိုးဘူးမှန်မှန်ကန်ကန်ပဲသူပစ္စည်းကိုသူအာမခံချက်အပြည့်နဲ့တင်းတင်းရင်းရင်းပဲမာမာချာချာပဲတိတ်ချိုးမနေဘူးတိတ်ပိုမနေဘူးချိုးနေပြီပိုနေပြီဆိုသတိထားခံရတော့မယ်ဟဲ့လားရှင်တို့